ကဲတနိုင်ကလုံးကမြန်မာပြည်သူတွေရေဒီတန်တာမိုးသိမ့်တဲ့ပြဿနာဖြစ်ခဲ့တဲ့ဒါရွှေမန်းတထေးကြီးရွှေမန်းကောစားပြီးရွှေမန်းကတော့မင်းတို့မင်းဝင်စားတာလို့ရုပ်လေးအင်တန်မှအတူညီနေတာဖြစ်တဲ့အတွက်ဒါဘာရင်မဟုတ်ပါဘူးเนาะဒါအွန်လိုင်းပေါ်မှာမင်းတို့မင်းဝင်စားတာလို့ချီးကျူးခံနေရတယ်ဗျเนาะမင်းတို့မင်းကြီးမှာကြတော့ယေရနာဒေဝီမိဖီးယားခေါင်ကြီးအပြင်ပေါ့လေအိနှိမ့်ဆန်စင်ကအောက်ယူတော်မူထားတဲ့မြောင်နံမိဖီးယားမိတဲ့ ဘာကြီးတော်နေမိဖုရားကောင်းကြီးမဲနုမမြင်တဲ့အလယ်နံမိဖုရားဆင်းဖြူမရှင်တို့အပါဝင်ထင်ရှားတဲ့နောင်မိဖုရား55ပါးရှိတဲ့ဗျာရွှေမန်းကတော့အယောက်90ဆိုတော့ဒါတော်တော့တသိပ်ပုံတော့မပါသေးပါဘူးအယောက်90 40နော်ကျွန်တော်တို့အများကြီးရှိပါတယ်နော်ဆိုတော့လောလောဆယ်မှာတမတ်ထားတော့ရွှေမန်းက90မင်းတို့မင်းက40ကဆိုတော့တော်တော်လေးကိုရုပ်လေးသူနေကြတာဖြစ်တဲ့အတွက် ကိုရှီမန်ဆိုတော့ပြင်မင်းတို့မင်းဝင်စားလို့ချီးကျူးခံနေရတယ်ပေါ့နော်ဆိုတော့အစိုးရကကောင်းပေါ့နော်ဟိုအခုချိန်မှာတော့တဏ္ဍမိုးသိန်းကလည်းအင်တာနက်မှာတဏ္ဍမှုကောင်းတယ်သူနင်းနေနော်ဒါသဘောကစားဗျာလေးနှစ်နေပါတော့ living together နေခဲ့ပြီးမှနောက်ဆုံးမှတခြားတယောက်ကိုရွေးချယ်သွားသွားရဆိုတော့ကတော်တော်လေးကိုရက်ဆက်ပါတယ်နော်ဆိုတော့မင်းလေးတွေအေးတတိထားကြပါနော်ကိုကြီးချစ်သူကောင်းလေးမမိရဲ့နော်ခနာကူမပြီးသင့်ပါဘူး เนาะအဲ့ဒါကိုတတိထားကြပါအခုချိန်မှာသနာမိုးသိဟာဆိုရင်တော့ဒီကုလမျိုးသူတပားရဲ့ရွှေမင်းရဲ့နောက်ကျောင်းကိုဖော်ထုတ်ပြီးတကလာမှာသူကပြန်လဲဖော်ထုတ်ခံလိုက်ရပြန်ပါပြီသူကနေပြီးတော့မှရှိတဲ့အချင်းထောင်ဦးစီးဌာနကပေါ့လေညွန်ကြားရေးမှုနဲ့เนาะကလေးပြည်နဲ့ဖောက်ပြန်နေကြောင်းကြားသိရပါတယ်ဒါကြောင့်သူများမိသားစုကိုဖြစ်တဲ့ဟာမှာဆိုပြီးတော့ပြန်လဲအဆဲဆိုခံနေရပြန်ပါပြီ